ကဲဗုဒ္ဓဥသာသမီများအတွက်ကျွန်တော်တို့တေရောနာမည်ဖတ်ကြပေးမှာဖြစ်ပါတယ်ဒီဟောသရံလေးကိုဒုက္ခကျယ်ဝင်းလို့ကျွန်တော်တို့နာမည်ပေးထားတာပေါ့နော်အဲဒီဒုက္ခကျယ်ဝင်းဆိုတဲ့တေရောဟောသရံလေးရဲ့တည်တံ့လည်းတော်တော်ကြာပါပြီနော်ဟိုးအရင်တော့အရေးဟောသရံလေးပါအဲ့တော့ဒါလေးကလည်းကျွန်တော်တို့အပတ်တင်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ဒါတင်ပေးတာပေါ့ဒါရေပုံရတော့ဆံပါတယ်ဒါပေမဲ့ဒီဟောသရံလေးကိုပုံမှန်အတိုင်းနားထောင်ကြတဲ့လူတွေအများကြီးရှိပါတယ် တော့ဘုရိုးသားသမီးတွေတွေတဲရောကခொနကတ်ကိုကျွန်တော်တို့ဒီမှာဖေးမှာအစင်တင်ချိုးထားပါတယ်เนาะအဲ့တော့ဘုရိုးသားသမီးတွေတွေကြာလာတဲ့တဲရောနမိတ်ကကြတော့သူကနမိတ်ကဘလို့နမိတ်လေးလဲဆိုတော့ဒီတိမ်တိုက်တဲ့အထွက်လာတဲ့လက်ပေါ့အဲ့လက်တစ်ဖက်ထဲမှာဒုတ်ချောင်းတစ်ချောင်းကိုခြင်ထားတဲ့နမိတ်ဖြစ်ပါတယ်ဒီတဲရောကတွေမှာကြတော့ဒီဒုတ်ချောင်းကတ်ကဘာကိုပြောချင်တာလဲဆိုတော့အသက်စတင်နေမှာ တော့ဗုဒ္ဓသာသမိတွေရဲ့ကံတရားဒီအသေးစာတင်အလုတ်စ်ပေါ်တတ်တယ်အဲ့တော့အလုတ်စ်ကောင်းမကောင်းဆိုရင်ကောင်းတာပေါ့နော်လက်ရှိအလုတ်ကနေထွက်မယ်လက်ရှိအလုတ်ကနေထွက်မယ်တခြားအလုတ်ကို ပြောင်းပြီးတော့လုပ်မယ်ကောင်းမကောင်းဆိုရင်ကောင်းတယ်အဲ့တော့အလုတ်ပြောင်းရွှေ့တွေကောင်းတာပေါ့အလုတ်အသေးရနိုင်မရနိုင်ဆိုရင်ရနိုင်တာပေါ့အလုတ်စ်ချောက်ဖို့စူးစမ်းနေတယ်ရနိုင်မရနိုင်ဆိုရင်တေချပေါ့ရနိုင်တယ် အလုံးဟောင်းနဲ့အလုံးသင်းနဲ့နှစ်ခုပေါ့အဲ့နှစ်ခုထဲမှာကျွန်တော်တို့ဘယ်အောင်ရွေးလို့ရရမှာမသိအလုံးဟောင်းကိုရွေးရမလားအလုံးသစ်ကိုရွေးရမလားအဲ့ဒါဆိုရင်သူကအစ်စ်ကပို့ပြီးတော့ဦးစားပေးရွေးချယ်ရမယ့်အထက်မှာပါပါတယ်။နောက်အားကြောင့်လက်ရှိနေရာအလုံးသစ်ကိုပြောင်းရွှေ့ရလက်ရှိနိုင်ငံနေပြီးတော့တခြားနိုင်ငံကိုသွားရောက်ပြီးတော့လောက်ကန်ရတာမျိုးတွေဂျုံရတတ်တယ်။အဲ့တော့နမိတ်တိုင်းဆိုရင်ဒါတော်တော်လေးကောင်းပါတယ်။ เนาะရန်ကောင်းတယ်ပေါ့တော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့လူတွေလည်းပြောပါမယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့ဘောရိုးသားသမီးတွေအတွက်ဆိုရင်လည်းလုပ်ငန်းအသစ်တွေပေါ်တတ်တာပေါ့ဈေးရှိလုပ်နေတဲ့လုပ်ငန်းတစ်မျိုးပေါ့နောက်ထပ်လုပ်ငန်းအသစ်တွေနော်အဲ့လိုမျိုးတွေလည်းပေါ်ပေါက်တတ်တယ်အဲ့တော့လက်ရှိနေရာနေပြီးတော့တခြားနေရာအသစ်မှာတွားရောက်ပြီးတော့ကြောင်းရွှေ့ပြီးတော့စီးပွားရှာဖွေလုပ်ကန်ရတာမျိုးတွေလည်းကြုံတတ်တယ်အဲ့တော့ကြောကျင်လာတော့အားလုံးကောင်းပါ အသည့်အသည့်တွေအားလုံးကောင်းတယ်ပေါ့။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကန်တာတာတဲ့။တွားတော့အကြက်သေးလေးတွေအခက်ခဲလေးတွေဂျုံတတ်တယ်။ဒီကပြဿနာကတော့ငွေမလောက်တာပေါ့။ကိုမကြီးတဲ့ငွေတွေကသူများကြီးကိုတွားပြီးတော့နင်းနင်းမြုပ်နေတာမျိုးတွေဂျုံရတတ်တာပေါ့နော်။ငွေကြေးတွေတွားပြီးတော့နင်းမြုပ်နေတာ။ကိုပဇံတွေကိုကိုမတုံးရတာပေါ့။နောက်ကွာပဇံတွေကိုမကုံခြင်းမနဲ့ကုံနေတာ။အဲ့လိုမျိုးလေးတွေဂျုံရတတ်တယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့ နယ်လေဘုရုဥသသမိတွေတွေခေါင်းစားမဲ့ကံတာတာမျိုးရှိတယ်လို့ပြောရမှာဖြစ်ပါတယ်။နောက်ကျမ်းမာရေးကျမ်းမာရေးမှာကျတော့ဒသန်းနဲ့ဒသန်းဆိုတာနမိတ်ကောင်းပါလေကျမ်းမာရေးအညာခိုက်တွေကြီးကြီးမားမားအညာခိုက်တွေမရှိပါဘူး။ကျမ်းမာရေးကံတာတာကတော့တော်တော်လေးကောင်းပါလေ။သူကယောဂါတွေဝေဒနာတွေတိတသာတက်တာပြောက်ကင်းသွားတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်ကျမ်းမာရေးညံ့နေတာမှာစိတ်ပူပြအယံကြီးမရှိပါဘူး။ ။နောက်ကျမ်းမာရေးကိစ္စကိုအကြောင်းပြုပြီးတော့ဒီတခြားနိုင်ငံတွေမှာတွားရောက်ပြီးတော့စေဝါကုသဖို့အတွက်စ조사အထုတ်နေတဲ့ဗုဒ္ဓသာသမိတွေအတွက်ဆိုရင်တော်တော်လေးကောင်းပါတယ်။နောက်လူမှုရေးပေါ့နော်လူမှုရေးမှာကြတော့နည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်ပေါ့။ဘာအခက်အခဲလေးတွေကြုံတတ်လဲဆိုတော့ကိုယ်အလေးမထားတာပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါင်းအသင်းတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ဂိုင်းဘက်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယ့်မှာအလေးမထားတဲ့ ခက်ခဲလေးတွေဖြစ်တာကွာသူတို့တစ်ချိန်လုံးအလေးထားတယ်သူတို့ကကြတော့ကိုယ့်ကိုအလေးမထားအောင်သူတို့ပြောတာတွေကိုကတစ်ချိန်လုံးနားထောင်နေရတယ်ကိုပြောတာကြတော့သူတို့ကစိတ်မဝင်ပါဘူးကိုသူတို့အကူအညီတောင်းတဲ့အခါကျတော့ကိုကတစ်ချိန်လုံးလွယ်လွယ်ကူကူနဲ့ကူညီပေးနိုင်ကိုအလှည့်ကြတော့သူတို့ကလှည့်မကြည့်အဲ့ဒီခက်ခဲမျိုးတွေကျုံရတတ်ပါလေ။ဒါလူမှုရေးနဲ့ပတ်သက်တဲ့ကံကိုပြောရပါ။အော်ပညာရေးမှာကြတော့ ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာမှာကျတော့တောဆိုတဲ့နမိပေါ့နော်ကမ္ဘာလောကနမိကောင်းပါတယ်အဲ့တော့ပညာရေးကံတာတာတွေကောင်းတယ်နောက်သင်တန်းတက်တာတွေစောင်းပွဲဖြည့်ဆိုတာတွေအဲ့အတွက်ကောင်းပါတယ်နောက်ပိုအကောင်းဆုံးကတော့ဘာလဲဆိုတော့နိုင်ငံခြားကိုပညာတော်သင်ကိစ္စတွေဆိုရင်ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တယ်အဲ့တော့လက်ရှိနေရာနေပြီးတော့နိုင်ငံခြားတွေမှာသွားပြီးတော့ပညာတော်သင်တွေ့ဖို့အတွက်ကြောင်းတက်ဖို့အတွက် နောက်နိုင်ငံသားပညာတော်သင်ကိစ္စတွေကြိုးစားအထုတ်နေတဲ့ဗုဒ္ဓဟူးသားသမီးတွေဆိုရင် မျောလင့်ချက်တွေပြေဝါရှိတယ်လို့ပြောမှာဖြစ်ပါတယ်။တော့ချေးအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့မကောင်းပါဘူးနော်။သူကဓာနမိတ်ပါ။ဓာနမိတ်ကကြတော့ချေးကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်။နောက်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မမျောလင့်မနဲ့ခွဲခွာရတာတွေ၊ကွဲခွာရတာတွေဖြစ်တတ်တယ်။ချေးအိမ်တော်ရင်းကိုအကြောင်းပြုပြီးတော့လည်း စိတ်မောလူမောဖြစ်ရတတ်တယ်အဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တာပေါ့နော်ဒါကြအရင်ကကန္တရာအရဆိုရင်အလုံးနဲ့ပတ်သက်တဲ့ကန္တရာတွေကန္တရာကောင်းပါလေကျမ်းမာရေးကန္တရာတွေငွေကြေးနဲ့ပတ်သက်တာတွေနောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေအဲ့ဒါတွေအကောင်းများပါတယ်အဲ့နည်းနည်းလေးအခက်အခဲကြုံနေတာလေးတွေကတော့ခုနကပြောခဲ့သလိုပဲလူမှုရေးကဏ္ဍလေးတွေမှာကိုယ်အကြီးပဲလောက်ကင်ဆောင်ရွက်ပေးနေရတာ။နောက်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မမျှော်လင့်မနဲ့လမ်းခွဲရတာမျိုးလေးတွေတွေ့ပူပင်သောကတွေများတတ်ပါတယ်။ အဲ့တော့ဗုဒ္ဓသာသမီတွေတွေတဲ့ကံကောင်းသေးတဲ့အယောင်လေးတွေကတော့ဘာအယောင်လေးတွေလဲဆိုတော့အနဲ့ယောင်ရယ်အဝါယောင်ရယ်ကောင်းပါလေတဲ့အနဲ့နဲ့ဝါနဲ့ကောင်းတာပေါ့နော်။ဟောခုနှစ်ကနန်းရယ်ငါးကနန်းရယ်အကျိုးပေးပါလေ။ခုနှစ်ကနန်းနဲ့ငါးကနန်းကအကျိုးပေးတယ်ဆိုတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဒံပေါက် ကတ်လူပူဇော်ပြီးတော့ဇူတောင်းမှာအញ្ញံကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဘုရောသာသမီးကျွန်တော်ရဲ့မိစေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာလူရာဆန္ဒပြပါစေလို့ယူရောမင်္ဂလာကျမ်းနေလိုက်လေလေလေဇူတောင်းမြတ်တာပို့တာလိုက်ပါတယ်။